အားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့ပန်းဒီပန်းညိုပျောက်ချင်ရင်ဒီဖြော်ရည်ကိုတောက်ပါဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပန်းဒီပန်းညို erectile dysfunction ED ယောဂဆိုတာဘာလဲဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုအရင်ပြောပြခြင်းပါတယ်ပန်းဒီပန်းညိုဆိုတာဘာလဲပန်းဒီပန်းညိုယောဂဆိုတာကအမျိုးသားတွေအနေနဲ့လိန်တန်မာကျောမှုမရှိနိုင်ခြင်းဒါမှမဟုတ်မာကျောမှုကိုအချိန်ကြာကြာ မထိန်းထားနိုင်ခြင်းကိုဆိုလိုတာပါဒီပြဿနာဟာအသက်အရွယ်မရွေးအမျိုးသားတွေအတွက်စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်စိတ်ဝင်စားစရာကောင်းတာကပန်းတည်ပန်းညိုယောဂဟာတွေးကြောဆိုင်ရာယောဂ vascular disease ရဲ့အစောဆုံးလက္ခဏာတည်းကတစ်ခုဖြစ်ပါတယ်တကယ်တော့ ED ဆိုတာတွေးကြောစနစ် vascular system မှာပြဿနာရှိနေခြင်းဖြစ်ပါတယ်တွေးလွတ်ကြောတွေရဲ့အတွင်းဘက်ကိုစီးထားတဲ့ဆဲအလွှာ endothelial လီယာလို့ခေါ်တဲ့အလှော်တစ်ခုတည်းကကောင်းမွန်စွာအလုံးမလုံးတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်။ပန်းဒီပန်းညူအီဒီဘာကြောင့်ဖြစ်ရတာလဲ။ပန်းဒီပန်းညူဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကအမျိုးမျိုးရှိပါတယ်။အဓိကအကြောင်းရင်းတွေကိုရှင်းပြပေးပါမယ်။နံပါတ်1 Nitric Oxide NO ဂျော်နေဂျင်းဒါကအဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။သွေးစီးဆင်းမှုပြဿနာလိန်နံမှာကြောမှုရရှိဖို့အတွက်သင့်ခန္ဓာကိုယ်မှာ ွေးလွှတ်ကြောတွေကိုပြေရော့စီဖို့နဲ့တွေးကြောတွေကျေပြန့်လာဖို့ဘေဆိုဒိုင်လိတ်အတွက်လုတ်ပေးနိုင်တဲ့မော်လီကျူးရှိရပါမယ်အဲ့ဒီမော်လီကျူးကတော့ nitric oxide NO ဖြစ်ပါတယ်အသက်ကြီးလာတဲ့အမြခန္ဓာကိုယ်ထဲမှာ nitric oxide ပမာဏဟာတဖြည်းဖြည်းလျော့နေလာပါတယ်ဥပမာ အသက်20မှာ NO ပမာဏပြည့်ဝနေပြီးကောင်းစွာအလုံးလုတ်ပါတယ်အသက်50မှာ95ရာခိုင်နှုန်းခန့်ပဲကျန်ပါတော့အသက်80မှာ25ရာခိုင်နှုန်းအထိကို ရောကြသွားပါတယ်။ Nitrate oxide နည်းပါးလာတဲ့အခါသွေးကြောစနစ်ကိုပြေရောစေပြီးလိန်နံစီကိုသွေးစီစင်းခွင့်ပြုနိုင်စွာကျော်နေသွားပါတယ်။ဒါကြောင့်လိန်နံမှာကြောမှုများနိုင်တော့ဘူး။ဒါမှမဟုတ်မထိမ့်သိမ့်နိုင်တာတွေဖြစ်လာပါတယ်။နံပါတ်1အခြေခံကျန်းမာရေးအခြေအနေများ ED ကိုဖြစ်ပေါ်စေတဲ့အခြားအကြောင်းရင်းများစွာရှိပါတယ်။အဲ့ဒီတဲက insulin ခုခံမှု insulin resistant ဒီပြဿနာဟာ ဣတီကိုစတင်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အစောပိုင်းအသက်အရွယ်တွေကတည်းကကြားနဲ့ကာဗိုဟိုက်ဒရိတ်များများစားသုံးခြင်းကြောင့်သွေးလွှတ်ကြောတွေဟာရောင်ရမ်းမှုတွေဖြစ်ပေါ်စေပါတယ်။အင်ဆူလင်ခုခံမှုဖြစ်လာတဲ့အခါအင်ဆူလင်ကောင်းစွာအလုံးမလုံတော့ဘဲခန္ဓာကိုယ်ကြွက်သားတွေနဲ့တ िश ူးတွေကလိုအပ်တဲ့စွမ်းရည်ကိုမရတော့ဘဲထိခိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ရောင်ရမ်းမှုနဲ့အောက်ဆီဂျင်ချို့တဲ့မှုရောင်ရမ်းမှုရှိလာတဲ့အခါအောက်ဆီဂျင်နှဲပါမှုဖြစ်လာနိုင်ပြီး လိန်နံတ िश ူးတွေမှာ အနရွတ်နဲ့အဖတ်တွေ ဖြစ်လာနိုင်ပါတယ်။ဒါဟာတွေးလက်ပတ်မှုပြဿနာတွေကိုဖြစ်စေပါတယ်။စိတ်ဖိစီးမှု stress စိတ်ဖိစီးမှုလို့အထွေထွေကျန်းမာရေးအခြေအနေတွေကြောင့်ဤသည်ဖြစ်နိုင်ပါတယ်။စိတ်ဖိစီးမှုအောက်မှာလိန်နံမှာကြောဖို့ကြိုးစားတဲ့အခါခန္ဓာကိုယ်ကအရာအားလုံးကိုပိတ်ပစ်လိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။စိတ်ဖိစီးမှုကခန္ဓာကိုယ်ကို sympathetic mode ထဲကိုတွန်းပို့လိုက်ပြီး nitric oxide ထွက်ရှိမှုကိုနှောင့်ယှက်ဖြစ်စေပါတယ်။ ခြားစေဝါများ အချို့သောစေဝါများဥပမာ စိတ်ကြယောဂါပျောက်စည်းများသွေးပေါင်ကျစည်းများ စီးရွှင်စည်းများသပင်ကျွတ်ချင်းဒါမှမဟုတ်စီးကျိတ်ကြီးချင်းအတွက်သုံးတဲ့စင်းတွေဟာ ED ဗေဒဆိုးကျိုးကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ED ကိုဖြေရှင်းဖို့ဆိုရင်သွေးကြောကျန်းမာရေးကိုပြန်လည်ကောင်းမွန်အောင်လုပ်ဖို့နဲ့ nitrate oxide ပမာဏကိုတိုးမြင့်ပေးဖို့ကအရေးကြီးဆုံးဖြစ်လာပါတယ်။ပန်းတည်ပန်းညို ED အတွက် အိမ်သုံးကုထုံးကိုပြောပြပါမယ်။ဒီပြဿနာကအသက်အရွယ်မရွေးအမျိုးသားတွေအတွက်စိန်ခေါ်မှုတစ်ခုဖြစ်နေတတ်ပါတယ်။ကျန်းမာရေးအခြေအနေဒါမှမဟုတ်စိတ်ဖိစီးမှုလိုမျိုးအကြောင်းအရာများစွာကြောက်လေ ED ဖြစ်နိုင်ပါတယ်။ဒါပေမဲ့တင့်တော်တဲ့အစားအသောက်နဲ့နေထိုင်မှုပုံစံပြောင်းလဲခြင်းတွေအပါအဝင်အထူးထိရောက်မှုရှိတဲ့ကုထုံးတွေကအတိုင်းတာတစ်ခုအထိအကူအညီပေးနိုင်ပါတယ်။အခုပြောပြမယ်အိမ်သုံးကုထုံးဖြော်နည်းကတော့ Big အစီအစံဖြော်ရည်လို့ခေါ်တဲ့ ဟာရပြေဝတဲ့ဖြောရည်ဖြစ်ပြီး ED ကိုတေချာပေါက်ကူညီနိုင်ပြီးတင့်ရဲ့ကျမ်းမာရေးကိုလည်းညှင့်တင်ပေးနိုင်ပါတယ်။ဗီရုအစိအဆံဖြောရည်ဖြောဆန့်ဤပါဝင်ပစ္စည်းများဒီဖြောရည်လုတ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ဗီရုအသေးတစ်လုံးအခွန်နွားပြီးတီးထားပါ။တစ်ကြားသည့်၄ပုံတစ်ပုံခွက်1 foot ကဖျဲစိ watermelon seed လက်ဖေးစွန်တစွန်အရွက်စိမ်းများ DP Green လက်တဆုပ်စာ K ဒါမှမဟုတ် Spanish ကိုသုံးနိုင်ပါတယ်ရေတဝက်ခန့် Hot Cup လိုအပ်ရင်ရေထပ်ဖြည့်နိုင်ပါတယ်ဟာရဖြည့်ဆွက်ရန်ရွေးချယ်နိုင်တယ်အဲ့ဒီထဲမှာစားခဲဇီယာနဲ့ငရုတ်ကောင်းဖို့အနှဲငယ်စီအရသာအတွက်ထည့်နိုင်ပါတယ်ဖြောဆန်ဤအစင်းစင်းနံပါတ်1ပရမဟုစွာ ်ဘစ်ဒရုကိုစေကျော်ပြီးဖြော်စက်တဲ့အလွယ်တကူကြီးညက်စေဖို့တေးငယ်တဲ့အတုံးလေးတွေတိချပါနမနဲ့အဲ့ဒီနောက်ပြီးထားတဲ့ဘစ်ဒရုတကြားသည့်ဖျဲဆေးနဲ့အရွက်စိမ်းတွေကိုဖြော်စက်ဘလန်ဒါထဲထည့်ပါနမ၃ရေကိုလောင်းထည့်ပြီးဖြော်စက်တဲ့ထည့်ထားပါအရသာပူကောင်းအောင်လုပ်ချင်ရင်စာစီယာဒါမှမဟုတ်ငွေကောင်းဖို့ကိုအနှဲငယ်ထည့်နိုင်ပါတယ်။ဒါကလုံးဝရွေးချယ်စရာဖြစ်ပြီးတင့်အရသာအတိုင်းချိန်ညှိနိုင်ပါတယ်။ မြမငါပါဝင်ပစ္စည်းတွေအားလုံးကောင်းစွာရောဆက်သွားပြီးချောမွေ့တဲ့ဖြော်ရည်ဖြစ်တဲ့အထိဖြော်ပြီးပါမြမ6တင်ဆက်မှု ကောင်းအောင်လူချင်းရင်အရွယ်စိမ့်တွေနဲ့အလှဆင်နိုင်ပါတယ်ဘာကြောင့်အထောက်ကူဖြစ်စေတာလဲဒီဖြော်ရည်ပြုလုပ်နည်းကလိမ်မိုင်းဆိုင်ရာကျမ်းမာရေးရဲ့ကဏ္ဍအသီးသီးကိုဖြည့်ရှင်းနိုင်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေကိုပေါင်းစပ်ထားတာပါဒီပစ္စည်းတွေဟာတွေးလက်ပမှုကောင်းမွန်စေခြင်းနှလုံးကျန်းမာရေး သွေးကြောလုတ်ဆောင်ကျက်တဲ့လိမ်မိုင်းဆံရကျမ်းမာရေးကိုတိုးတက်စေခြင်းဖြစ်ဤဒီကိုတိုက်ဖြတ်ဖို့စူပေါင်းလုတ်ဆောင်ကြပါလေဘီဒရုဘီဒရုထာနိုက်ထရိတ်ကျွဲဝပြီးလိမ်နံမှာကြောမှုကိုအထောက်အကူပြုရန်သွေးစစ်ဆေးမှုကိုညှင့်တင်ပေးပါလေတကြားသည့်ဘောနတ်တကြားသည့်မှာအိုမီဂါ3ဖက်တီအက်ဆစ်နဲ့အာဂျီနင်းပါဝင်လို့နှလုံးကျန်းမာရေးနဲ့သွေးကြောလုတ်ဆောင်ချက်ကိုအားပေးပါတယ်ဖရဲစေဝါတာမဲလွန်စေဖရဲစေမှာ စီထူလင်းပါဝင်တဲ့အတွက်သွေးကြောတွေကိုပြည့်ရော့စေပြီးကျေပြန့်စေတာမျိုးပွားအင်္ဂါတွေစီသွေးစစ်မှုကိုကူညီပေးပါတယ်။ USA များ DP Green K ဓမ္မမုတ် Spanish အရွက်စိမ်းတွေဟာ folate ကို ပေးစွမ်းပြီးလိမ်မိုင်းဆိုင်ရာကျန်းမာရေးအတွက်အထောက်အကူဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ဒီဖြော်ရဲ့အကျိုးကျေးဇူးအမြင့်ဆုံးရရှိဖို့အတွက်လတ်ဆမှုနဲ့ဟာရဓာတ်တွေကိုထိန်းသိမ်းထားနိုင်ရာချက်ချင်းတောက်သုံးဖို့လိုပါတယ်။ဒီဖြော်ရည်ကိုတောက်သုံးတဲ့အပြင် ကျမ်းမာတဲ့နေထိုင်မှုပုံစံပြောင်းလဲမှုတွေဖြစ်တဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းမျှတတဲ့အစားအသောက်စားသုံးခြင်းနဲ့စိတ်ဖြစည်းမှုစီမံခန့်ခွဲခြင်းတွေအားလုံးကိုပါလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။မေကွန်လေ့ကျင့်ခန်း exercise ဟာပန်းတည်ပန်းညှို့အတွက်ဘလို့အကျိုးပြုပါသလဲ။လေ့ကျင့်ခန်းဟာ ED ကိုတိုက်ဖြတ်ဖို့အတွက်အစွမ်းအထက်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။အတိအကအကျိုးပြုပုံ၃ခုကတော့ nitric oxide NO ကိုညှင့်တင်ပေးတယ်။လေ့ကျင့်ခန်းလုပ်တာဟာ သွေးလွှတ်ကြောတွေကျေပြန့်စေဖို့ကူညီပေးတဲ့ nitric oxide ကိုတိတိတသာတိုးမြင့်ပေးပါလေ။ဒီချိန်နဲ့လေ့ကျင့်ခန်းလုပ်ရင်တော့ nitric oxide ပမာဏဟာ80ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းအထိကိုမြင့်တက်လာနိုင်တယ်လို့တွေ့ရှိရပါတယ်။ဒီ nitric oxide တိုးလာခြင်းကလိန်နံစီကိုသွေးစိစိမှုချက်ချင်းကောင်းမွန်စေပြီးမာကျောမှုကိုအထောက်အကူပြုပါတယ်။နံပါတ်1 insulin ခုခံမှုကိုပြေလည်စေခြင်း ED ဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ အင်ဆူလင်ခုခံမှုအင်ဆူလင်ရက်စစ်တန့်ကိုလည်းလေ့ကျင့်ခန်းကတိုးတက်ကောင်းမွန်စေပါတယ်။နံပါတ်3တွေးကြောစနစ်တစ်ခုလုံးကိုပြုပြင်ပေးခြင်းလေ့ကျင့်ခန်းကတွေးကြောစနစ်ထဲမှာတွေးလက်ပတ်မှုကိုတိုးတက်စေပါတယ်။အထူးသဖြင့် Kegel Pelvic လေ့ကျင့်ခန်းလိုမျိုးလေ့ကျင့်ခန်းတွေဟာလေယာဉ်ကတဝိုက်ကို တွေးစစ်ဆင်မှုများစေပြီးလေလာမှုတွေအရ40ရာခိုင်နှုန်းသောသူတွေဟာပုံမှန်မာကျော့မှုပြန်လည်ရရှိပါတယ်လို့တွေ့ရပါတယ်။ဒါကြောင့် လေ့ကျင့်ခန်းအထူးသဖြင့်ခုခံအားလေ့ကျင့်ခန်း resistance training တွေဟာ ED ကိုတိုက်ဖြတ်ဖို့အတွက်အလွန်ထိရောက်တဲ့ဈေးစကားမရှိတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်။နှိပ်ပေးထားပါလို့မြတ်တာမျက်ခံပါတယ်။ like နဲ့ share လို့လည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy a great day. day.